င်္ဂလာနဲ့နေခဲပါခင်ဗျာ ဘုရားသခင်ရဲ့ဂိယုနာတော်အသင်းနဲ့အတူအရာနေနိုးထောက်ခွင့်ပေးတဲ့ဘုရားရှင်ရဲ့နာမတော်အထူးကျေးဇူးတင်ချီးမွမ်းပါတယ်။ကျွန်တော်တို့ရဲ့ Letters Praise ဆိုတဲ့ Morning Devotion အစီအစဉ်ဖြစ်ပါတယ်။ဒီအစီအစဉ်ကိုနေ့စဉ်နံနဲ့6နာရီတိုင်းမှာထုတ်လင်းပြသပေးနေပါတယ်။ဒီအစီအစဉ်အတွက်မိတ်ဆွေတို့ရဲ့ဓမ္မချစ်ပရိသတ်တွေရဲ့ Like တွေ Subscribe တွေ Comment Share တွေဟာဆိုရှင်ကျွန်တော်တို့အတွက်အများစွာအထောက်ပံ့ဖြစ်စေပါတယ်။အမှုတော်အတွက်လည်းအကျိုးရှိမယ်လို့ယုံကြည်မျှော်လင့်ပါတယ်။ဆုတောင်းချက်တွေလည်းကျွန်တော်တို့လက်ခံပေးနေပါတယ်။ဆုတောင်းပေးနေပါတယ်။ကျွန်တော်တို့ပေးပို့ကြပါလို့လည်းကျွန်တော်အနေနဲ့ ဲ့မြေတားရခံပါရစေ။ဒီနေ့ကတော့မတ်လ16ရက်နေ့ဖြစ်ပါတယ်16ရက်နေ့အတွက်ခေါင်းစဉ်ကတော့တိုင်းပြည်ဤအကွဲအပြဲကျန်းစာလေးတစ်ပိုက်ကိုအရင်ဆုံးဖတ်ပြလိုပါတယ်။ဓမ္မရာဆိုရင်တတိယစာဆောင် အခန်းကြီး7နှစ်အပိုင်ငယ်73 74ဖြစ်ပါတယ်။ရှင်မင်းသည်အသက်ကြီးသူတို့ပေးသောအကြံကိုမလိုက် လူပြိုတို့ပေးသောအကြံကိုလိုက်လျက်ငါခမဲတို့ဒီတင်တို့အပေါ်မှာလေးသောထဘိုးကို တင်လေပြီငါဒီလဲထက်၍တင်အောင်မြည် ငါခမဲတော်ဒီတင်တို့ကိုကြိန်လုံးနဲ့ရိုက်လေပြီငါဒီလဲကင်းမီကောက်နဲ့ရိုက်အောင်မည်ဟုကြံတန်းစွာပြန်ပြောတော်မူ၏ဆောလမုန်ရှင်မြင်းကြီးဆုံးသွားတဲ့အခါမှာသူ့ရဲ့သားယောဘောင်ဟာနန်းတက်လာပါတယ်ယောဘောင်ဟာဆိုလို့ရှိရင်သူ့ရဲ့မိခင်ဆုံးမမှုကောင်းမွန်သောတွင်တင်လန်းပြမှုမရလိုက်တဲ့ပုံကိုဖြစ်ပါတယ်သူ့ရဲ့မိခင်ဟာဆိုလို့ရှိရင်အာမောနီလူမျိုးဖြစ်ပြီးတော့ မပြတ်မသားတဲ့စိတ်သက်ရှိတယ်လို့ကျွန်တော်တို့လေ့လာတွေ့ရပါတယ်။သူ့ရဲ့တားကိုကောင်းကောင်းမဆုံးမခဲ့တဲ့အတွက်ကြောင့်ရောပေါင်ဟာကြီးပြင်းလာတဲ့အခါမှာဆိုရင်အတွေ့အခေါ်မှားယွင်းတဲ့လူတယောက်အနေနဲ့ကြီးပြင်းလာတာကျွန်တော်တို့တွေ့ရပါတယ်။ဒီရောပေါင်နန်းတက်တဲ့အချိန်မှာပဲတစ်ဖက်မှာပုံကန်တဲ့ပုပ်ကူတူပေါ်လာပဲသူ့ရဲ့နာမည်ကတော့ရေရောပေါင်ဖြစ်ပါတယ်။ရေရောပေါင်ပုံကန်တဲ့အကြောင်းရင်းကလည်းပဲ Prophet ဒီအဟိယကရေရောပေါင်စီတွားပြီးတော့သူ့ကိုဗျာဒိတ်ပေးတဲ့ပုံနဲ့ပရောဖက်ပြုခဲ့တယ်။ဖျားသခင်ကတင့်ကိုဣသရေလတိုင်းပြည်ရဲ့ခရိုင်ဆယ်ခုကိုပေးလိုက်မယ်လို့ပြောတဲ့အခါမှာဒီရေရောပေါင်ကအားတက်လာပြီးတော့သူ့ရဲ့လုပ်ငန်းတွေကိုစပြီးအကောင့်ထဲပေါ်ပါတော့တယ်။ဒီတစ်ဖက်မှာရှိတဲ့ရောပေါင်ဟာလည်းပဲသူကနန်းစတက်တဲ့အချိန်မှာအခုကျွန်တော်တို့ဖတ်ခဲ့တဲ့ကြမ်းချက်အတိုင်းပဲ ဒီအသက်ကြီးတဲ့ movement တွေကသူ့အကြံပေးတဲ့ဟာကိုနားမထောင်ပဲနဲ့သူ့ရဲ့မိတ်ဆွေအပေါင်းအသင်းတွေသူ့ကိုမြှောက်ပစ်ပြောနေတဲ့စကားတွေကိုသူနားယောင်ပြီးတော့တခါလေးပြည်သူပြည်သားတွေကိုငါခမဲတော်တင်တို့ကိုထဘိုးတင်တယ်မလားအေးငါလည်းတင်အောင်မယ်ခမဲတော်နေတို့ကိုကြိမ်လုံးနဲ့ရိုက်တယ်မလားအေးငါတော့ဒီထက်နာတဲ့ကိမိကောင်းနေနေတို့ငါထိုးမယ်စသဖြင့်သူပြောပြီးတော့ကြမ်းကြမ်းတမ်းတမ်းအုပ်ချုပ်ခဲ့တာကျွန်တော်တွေ့ရတယ် ။နောက်သူဟာသင်္ကန်းစာကြီးကြီးလေးရခဲ့ဘူးပါလေ။ရှေခင်အရက်မှာသင်္ကန်းစာရခဲ့တယ်။ဒါပေမဲ့သူကနောင်တမရဘဲနဲ့ဆက်ပြီးတော့အော်မယူရဲဆန်စွာနဲ့သူကအုပ်ချုပ်ခဲ့တာကျွန်တော်တို့တွေ့ရပါတယ်။ရုပ်တုတွေကိုစပြီးတော့ကိုးကွယ်တယ်။သူ့ရဲ့ပြိုင်မဲ့ဖြစ်တဲ့ရေရောပောင်ကတော့တခြားနေရာကိုရွေးချယ်ပြီးတော့ပလင်တယ်ပြီးတော့သူကအုပ်ချုပ်ခဲ့တယ်။ရေရောပောင်ဟာဆိုလို့ရှိရင်ခရိုင်ဆယ်ခုကိုရသွားတာနဲ့အညီတစ်ဖက်မှာသူ့ပုံကံပြီးတော့ အာဘရင်လို့အုပ်ချုပ်နေတာကျွန်တော်တို့တွေ့ရှိရပါတယ်။စဉ်းစားစရာကျွန်တော်တို့ဖျားရှင်ကိုကျွန်တော်တို့တစ္ဆာထားရမယ့်နေရာမှာတဲ့။ကောင်းကောင်းမွန်မွန်တစ္ဆာရှိရှိနဲ့ဒီခံယူကြပွင့်အတွက်အင်မတန်မှအရေးကြီးပါတယ်။ကျွန်တော်တို့အတွက်သင်ခန်းစာတစ်ခုကတော့ဖျားရှင်ရဲ့ဂိူးနာတော်ကြောင့်ဒီဖျားသခင်ရပူဆောင်မှုကိုကျွန်တော်တို့ယုံကြည်သွားလိုက်လျှောက်သွားနိုင်ဖို့ရင်အရန်ရည်ကြည်ပါတယ်။အတားအဆီးအခက်ခဲပေါင်းတွေကိုကြော်လွှားပြီးတော့သူ့ရဲ့နောက်တော်ကိုကျွန်တော်ပုံမှန်လိုက်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့တွေရဲ့ ကိုးစားခုံလုံမှုတွေဟာဖခင်အလိုတော်နဲ့ညီဖို့အရင်အရေးကြီးတယ်ဆိုတဲ့သင်ခန်းစာရရှိပါတယ်။ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ဒီနေ့ဆုတောင်းဖို့ဖြစ်ပါတယ်။ဆုတောင်းပေးရမယ့်ပုဂ္ဂိုလ်ကတော့ဒီ not tall report ရဲ့နောက်ပြည့်စုံရဲ့ဆရာကြီးခင်မောင်လက်ရဲ့ဖြစ်ပါတယ်။ကျွန်တော်ခဏလေးဥညွတ်ပြီးတော့ဆူတောင်းကြအောင်။ကောင်းဝင်ဘုရားရှင်ဖတ်ထားတော်မြတ်စွာဘုရားတာသမီတို့ချစ်တဲ့တဲ့ကြောင့်အထူးကျေးဇူးတင်ပါတယ်။ကိုရိုလန်းပြပါခွေကာဆောင်လျှောက်တော်မှာဒီနေ့နဲ့ ဒါမျိုးကိုဖွင့်ပြပေးတဲ့ဒီနှုတ်ကပတ်တရားတော်ပုံမြင်အကြောင်းအရာတွေလည်းပဲခွန်အားဖြစ်စေပါ၏တန်ဝေကရစေပါ၏ရေရောပေါင်းကဲ့သို့မကုံမပုံကံပဲရောပေါင်းမင်းကဲ့သို့ဒီအတွေးခေါ်မမှားပဲကိုရိုရှင်ရဲ့လမ်းစဉ်ကောင်းမွန်တဲ့လိုက်ရှောင်းနိုင်ဖွင့်တဲ့မာစာတော်မှာနာမကျမ်းဖြစ်တော်သူများအတွက်ဆုတောင်းတဲ့ခါမှာလည်းပဲကိုရိုရှင်ရဲ့သမီးဒေါ်ရီဖောတာပြည့်စုံတဲ့ ဒီဆရာကြီးခွန်မောင်လက်တော်ကိုတရိယအောင်မေဆုတောင်းပါ යි သူတို့ရဲ့ကြမ်းမာခြင်းအတွက်လည်းလက်တော်ဆက်ကန်နဲ့ကောင်းကြီးပေးလန်းပြပါစောင်းလျှောက်တော်မူပါဖာဒါမီတို့မတက်ဆွနိုင်တော့အရာတွေကလက်တော်ဆက်ကန်နဲ့အခါမှာဂရောရှင်သည်ဤစုတောင်းချက်တင်ပြသည့်အရာအလုံးစုံနှင့်ယခုဒီအစီအစဉ်ကိုကြည့်ရှုနေကြသောသားသမီးအယောက်ချင်းစီတိုင်းဝိညာဉ်ခွန်အားရရှိပွင့်မာဆာကိုရင်လမ်းပြပေးပါမည်ကြောင့်မြတ်တော်မသောယေရှုခရစ်တော်ဖျားအိနာမတော်မြှင့်ပြုလျက်ယုံကြည်စွာစုတောင်းပါသည်ဖာဗျာအာမင်